အားလုံးပဲမင်္ဂလာပါ။မြဝိတန်တိမင်းကနေပြန်လေးကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ဒီအပိုင်းအတွင်းမှာတရုတ်ကသတင်းတွေကအတော်လေးကိုဆိုးနေပါတယ်။တရုတ်ကလူသမားတွေဟာလစာမရတော့တာလအတော်ကြာနေပြီလို့သိရပြီးတော့မှဆန္ဒပြပွဲတွေတောင်မှပေါ်ပေါက်လာခဲ့ပါတယ်။နိုင်ငံတော်ကစဲယုံအလုံးယုံတော်တော်များများလဲပိတ်သိမ်းလိုက်ရပြီးတော့မှတရုတ်ပြည်တွင်းမှာအတော်လေးကြရက်ရိုက်နေပါတယ်။ပြောရရင်တရုတ်ရဲ့ပြည်တွင်းရေးဟာအခုချိန်မှာအလုတ်ခတ်ဆုံးအနေအထားကိုရောက်လာခဲ့ပြီး ဝင်ငွေတက်တီးလာတဲ့ပြည်သူလူထုကလည်းတရုတ်ကွန်မြူနစ်ပါတီ CCP ကိုအရှင်ပေါက်လာခဲ့ပါတယ်။ဆိုတော့တရုတ်ကွန်မြူနစ်ပါတီ CCP အနေနဲ့တကယ့်ကိုထင်ရတင်ရခက်နေတဲ့အရှင်တွေကိုရင်ဆိုင်နေရတာဖြစ်ပါတယ်။အရင်တော့ကတော့တရုတ်သမ္မတရှီကျင်းဖင်ဆိုရင်တရုတ်ပြည်တွင်းမှာလုံဝဆန်းကျင်သူမရှိသလောက်နေပါဖြစ်နေရကနေအခုဆိုရင်ရှီကျင်းဖင်ရဲ့လမ်းစဉ်နဲ့မူဝါဒတွေအပေါ်မှာမေခွန်းထုတ်လာခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်သမ္မတဟာတကမ္ဘာလုံးနဲ့ပတ်ပြီးတော့မှရန်ဖြစ်နေသလားထင်နေရတဲ့အတွက်ကြောင့်ပါ။ဒီအပိုင်းအတွင်းမှာထွက်ပေါ်လာတဲ့ CCP ရဲ့ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုကျွန်တော်တို့ဖတ်လိုက်မယ်ဆိုရင်ကိုတရုတ်ရဲ့ရန်လိုမှုကိုအတိုင်းသာတွေ့နိုင်ပါတယ်။အဲ့ဒီကြေညာချက်ကတော့အမေရိကန်နဲ့လက်တွေ့ပြီးပူးပေါင်းဆောင်ရွက်မဲ့နိုင်ငံတိုင်းကိုတရုတ်အနေနဲ့လက်တွန်းပြန်သွားမယ်လို့ဆိုခဲ့တာပါပဲ။ဒါရှိချင်းပြန်ကတရုတ်ပြည်သူတွေကိုတရုတ်ဟာတမိုင်းတစ်လျှောက်မှာဘေးနိုင်ငံရဲ့တင်စည်းမှုမှာဘေးနိုင်ငံရဲ့အနိုင်ကျင့်ပူချမှုမှာခံမဲ့နိုင်ငံမဟုတ်ဘူးလို့ပြောခဲ့ပြီးရပ်ပိုင်းအတွင်းမှာလည်းဒီကြေညာချက်ကထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ရှင်းချင်းမြင့်အနေနဲ့ဘာကြောင့်ဒီလိုနီးလဲမျိုးကိုယူယူမှိုက်မှိုက်အသုံးပြုပြီးတော့မှရှောင်လန်းနေတယ်ဆိုတာကိုတော့မေကွန်ထောက်ရမှာပါအခုသူဘလို့ရီမန်းချက်မျိုးကိုဥတည်နေတာလဲဘာတွေလိုချင်နေတာလဲဘာတွေလုပ်နေတယ်လဲဒီမေကွန်တွေအတွက်တော့ CCP ရဲ့အတွင်းပိုင်းကိုကျွန်တော်တို့တွေနှိုင်းနှိုင်းရှော့ရှော့ကြီးကြီးမားရှာမှာပါအကောင်ဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီ လူကြီးမင်းတို့ရဲ့ grade အမှတ်စဉ်အောက်လက်မှတ်ဘွဲ့လက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းသက်သာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39668 921 625နဲ့39965539လေးလေးတတိုနဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်ရုပ်ကမီနီပါတီဟာအရင်ကဘယ်တော့ကနေမှမတူပဲ ပါဝါအပြိုင်မှုတွေအကောင်းလာခဲ့ပါတယ်။တရုတ်ထိတ်တန့်ကောင်းဆောင်အများစုဟာရှီကျင်းပြင်ကိုတဖြည်းဖြည်းနဲ့ဆင်းကျင်လာကြပြီလို့နိုင်ငံတကာအခင်အကျင်းသုံးသပ်သူတွေနဲ့သတင်းတွေကဖော်ပြလာပါတယ်။ဒါကဒီနှစ်ပိုင်းအတွင်းမှာတင်ကိုအမေရိကန်နဲ့တရုတ်အရေးကျွမ်းကျင်သူတွေကြာညှင်းခုန်နေကြရတဲ့ကိစ္စရဲ့တစ်ခုဖြစ်နေကြတာပါ။ဒါပေမဲ့အခုချိန်မှာတော့ CCP အတွင်းမှာသဘောထားတင်းမာသူတွေပေါ်ပေါက်လာတာသိကြနေပါတယ်။ရှီကျင်းပြင်အနေနဲ့အာဏာရခဲ့ပြီးဂါလာတလျှောက်မှာသူ့ကိုယ်သူတရုတ်ပြည်မှာကြီးရဲ့မာလီမှုမော်စီတုံးခေတ်အလွန်မှာ တရုတ်ပြည်ရဲ့ power ဟန်ချက်မျှခြေကိုထိန်းနိုင်သူအဖြစ်တည်ဆောက်ထားနိုင်ခဲ့ပေမဲ့လည်းအခုချိန်မှာတော့ CCP အတွင်းမှာသဘောထားတင်းမာသူတွေကိုရင်ဆိုင်လာရပြီဖြစ်ပါတယ်ဒီလိုပြိုင်ဘက်တွေထွက်ပေါ်လာကလေးကချီချင်းပြင်ကိုဒီဖိအားပုံဝင်စေပြီးတော့မှတရုတ်ပြည်ရဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုတော့မှလာမယ့်နှစ်ပိုင်းတွေအတွင်းမှာမြင်တွေ့ရတဲ့အထူးကြရက်ကကြီးမားနိုင်ပါတယ်တရုတ်ပြည်မှာတော့ထုံးစံအတိုင်းပဲခေါင်းဆောင်အားလုံးကအမေရိကန်စံချင်ရေးသမားတွေဖြစ်ကြပြီမြင်အစိုးရတွင်အကြမ်းပြတ်ရှာစားမှုတွေသဘောထားကွဲလွဲမှုတွေ မူဝါဒအလွေမှတွေက CCP ကိုဘက်အတီတီကွေးတော်စေနိုင်တယ်လို့တော့ကျွန်တော်ထင်ပါတယ်။တရုတ်ကအမေရိကန်ကိုပြိုလဲအောင်လို့ဒီဖက်နေပိုင်းတွေတခြားလုံးမှာတောက်လျှောက်လုပ်နေခဲ့ပေမဲ့လည်းအခုဒီအမေရိကန်ရဲ့မူဝါဒတစ်ဆက်အရွေးမှာနေမယ်။တရုတ်အထိနာလာရတာက CCP ကိုပို့ပြီးတော့မှအဲကြောင်ထားစေပါလိမ့်မယ်။ဘေကျင်းကတရင်အရင်မြစ်တွေကတော့မှတရုတ်ထိတဲ့ခေါင်းဆောင်တွေကြားမှာပါဝါအပြိုင်မှုတွေရှိလာခဲ့တယ်လို့အတည်ပြုရတဲ့အဆင့်အထိတော့မှရောက်လာခဲ့ပြီဖြစ်ပါတယ်။ခေါင်းဆောင်အချို့က CCP ကိုပြန်လည်ဖွဲ့စည်းခြင်းနေပြီးတော့မှ အစိုးရတင်တဲ့အတူအရင်ကလိုတရုတ်ပြန်လေအားကောင်းလာအောင်ပြုပြင်မွှန်းမံမှုတွေလုပ်ရှင်နေတယ်လို့လည်းသိရပါတယ်။ဒါကြောင့်လည်းစီချင်းပြင်ရဲ့လက်ရှိရှေ့လန်းတွေနဲ့မူဝါဒတွေအပေါ်မှာခေါင်းဆောင်အရှိုကဝေဖန်မှုတွေလုပ်နေကြတာဖြစ်ပြီးတော့မှပါတီအတွင်းမှာအမေရိကန်ကိုဒီထက်ပိုပြီးပြင်းပြင်းထန်ထန်ဆောင်ရွက်တော့ကြနေတဲ့သဘောထားတင်းမာသူတွေလည်းပေါ်ပေါက်လာခဲ့တာပါ။ဒါဟာအမေရိကန်အတွက်တော့ကောင်းတဲ့သတင်းတစ်ခုမဟုတ်ပေမဲ့လည်းအမေရိကန်သမ္မတထရန့်ရဲ့ရှေ့လန်းတစ်ချက်အရွေမှာ CCP ကိုယ်တိုင်မတိမငြိမ်ဖြစ်လာခဲ့တာကတော့ထရန့်အတွက်အားရစရာဖြစ်နေပါလိမ့်မယ်။ တရုတ်ပြည်တွင်းစီးပွားရေးကလုံဝောက်ကိုပဲကြက်ရိုက်နေကြတာဟာ CCP အတွင်းမှာရှီကျင်းပင်ကိုဆန့်ကျင်သူတွေပေါ်လာစေခဲ့တာဖြစ်ပါတယ်။တရုတ်ပြည်တွင်းသတင်းတွေအရာလဲတရုတ်စီးပွားရေးကတော်တော်ကြီးကိုစိုးရွားနေတာကိုတွေ့ရပါတယ်။သတင်းတွေကပြန်နှံ့လွေလွန်းလို့ထုံးစံအတိုင်းပဲဒီလူမှုကွန်ရက်စာမျက်နှာတွေထက်ကဖော်ပြမှုတွေကို CCP ကတည်တည်ချာချာစောင့်ကြည့်ပြီးတော့မှသတင်းတွေကိုထိန်းချုပ်နိုင်ဖို့စ조사နေရပါတယ်။တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ American Sea က order အများအများကိုဆုံးရှုံးလိုက်ရပြီးတဲ့နောက်မှာစီးပွားရေးအကြက်အကြီးတွေနဲ့ရင်ဆိုင်နေကြရတာပါ။ ီကိစ္စနဲ့ပတ်သက်လို့ရှီချင်းပြင်းတဲ့ CCP အပေါ်မှာဝေဖန်တဲ့သူတိုင်းဟာလည်းဖန်စီအရေးယူခံနေရတယ်လို့သိရပါတယ်။ဒါကြောင့်မဲ့ CCP ဟာအရှင်းတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စူးစမ်းနေတာဖြစ်ပြီးတော့မှအခြားနိုင်ငံတွေအပေါ်မှာစတင်ပြီးတော့မှရန်ရှာလာခဲ့တာပဲဖြစ်ပါတယ်။ CCP ရဲ့ DFI အတွင်ကကြေညာချက်ကိုပဲကျွန်တော်တိတိကျကျပြန်ပြောပေးရမယ်ဆိုရင်အမေရိကန်နဲ့ပူးပေါင်းပြီးတရုတ်ပြည်ရဲ့အကျိုးစီးပွားကိုထိခိုက်အောင်လုပ်တဲ့နိုင်ငံတိုင်းကိုတရုတ်ကပြန်လည်တုံ့ပြန်သွားမှာဖြစ်တဲ့တရုတ်အကျိုးစီးပွားနဲ့ပတ်သက်လို့ဆန်းကျင်တဲ့သဘောတူညီမှုတိုင်းကို ဘလို့မှလက်သင်းခံတော့မှာမဟုတ်ဘူးအဲ့ဒီအတွက်ဒီလိုလုပ်တဲ့နိုင်ငံတိုင်းကိုတရုတ်ကထိရောက်တဲ့တုံ့ပြန်မှုတွေနဲ့တုံ့ပြန်တော့မှာဖြစ်တယ်ဆိုပြီးတော့မှတရုတ်စစ်ဘောရေးဝင်ကြီးဌာနကကြေညာခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘာကြောင့်တရုတ်ကဒီလိုမျိုးသူ့အကျိုးစီးပွားကိုအထိခက်မခံနိုင်ဘူးဆိုပြီးတော့မှအခြားနိုင်ငံတွေကိုဆင်းရှောက်လာရတာလေးလို့တော့မေ့စရာရှိနေပါတယ်ဒီမင်းကုန်းကိုကျွန်တော်ဖျားမယ်ဆိုရင်တော့2018ခုနှစ်ကိုပြန်တော့မှာရပါလိမ့်မယ်အဲ့ဒီတော့ကလည်း trend ဟာသူ့ရဲ့ပထမဆုံး American သမ္မတသက်တမ်းအတွင်းမှာ တရုတ်ပေါ်မှာတွင်းကုံခွန်တွေကိုတုံမြင့်သတ်မှတ်လိုက်ပါတယ်ဒီလိုတုံမြင့်ခင်မှုကိုတရုတ်ကရေဘူးရအဖြစ်သဘောတူခဲ့ပေမဲ့လည်းအစားတစ်ဖက်မှာတော့အခွန်ရှောင်နိုင်ဖို့စ조사ခဲ့ပါတယ်ဘလို့အခွန်ရှောင်တယ်လဲဆိုတော့တရုတ်ပြည်ကကုန်ပစ္စည်းတွေကို American Sea ဓာတ်ရိုက်မတင်ပို့တော့ပဲ VN Cambodia နဲ့ Mexico တို့လိုနိုင်ငံတွေကိုကြားခံထားပြီးတော့မှပို့ဆောင်ခဲ့တာဖြစ်ပါတယ်အရင်ဆုံးအဲ့ဒီနိုင်ငံတွေကိုတရုတ်ကုန်ပစ္စည်းတွေကိုပို့တယ်ပြီးတော့မှ Made in China လို့မျိုးအမှတ်အသားတွေကို မစ်အိမ်ဘီယန်နဲ့မစ်အိမ်မက်ဆီကိုအစားရှိတဲ့ဒီအမှတ်တံဆိပ်တွေပြန်လေပြောင်းကဲပြီးတော့မှဒီနားလေပါရိုက်လုပ်ပြီးတော့အမေရိကန်ကိုထက်ဆင်းတင်ပို့ခဲ့တာဖြစ်ပါတယ်ဒီလိုနည်းနဲ့ပဲဒီ train ရဲ့တွန်းကုန်ခွန်တိုးမြင့်မှုတွေကိုတရုတ်ကရှောင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းအခုချိန်မှာတော့လူနေကြီး train ကပို့ပြီးအကွက်စေးအောင်လုပ်ခဲ့တာကတရုတ်ရဲ့အစိုက်တိတွေကိုလက်တီတလုံးပြစ်ထိတ်လိုက်တယ်လို့ဖြစ်တော့စေတာပါအရင်သမဏတက်တန်တုန်းကအာနေချက်တွေကို down စေးအောင်လို့ train ကလုပ်ခဲ့တာဖြစ်ပြီးတော့မှဒီဒီချိန်မှာတော့တရုတ်အပြင်ဒီကမ္ဘာနိုင်ငံတိုင်းကို တွန်းကုံခုံနဲ့တပြိုင်နက်တည်းတုံမြင့်ပြလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာတွန်းကုံခုံနဲ့ပတ်သက်လို့ဆွေးနွေးညှိနှိုင်းလိုတဲ့နိုင်ငံတိုင်းကိုထရန့်ကလမ်းဖွင့်ပေးထားပြီးတော့မှတွန်းကုံခုံမြင့်တင်မှုကိုရက်60ရာဆိုင်ငင်ပေးတာမျိုးလှုပ်ထားပေးပါတယ်ပြီးရင်နိုင်ငံတိုင်းစီကနေသူလိုချင်တဲ့အဆက်လက်တွေရအောင်တောင်းပြီးတော့မှသဘောတူညီမှုတွေလုပ်ပါတယ်အဆင်ပြေသွားတဲ့နိုင်ငံတိုင်းကိုတော့အရင်လိုမျိုးတွန်းကုံခုံဆေးရခိုင်နှုန်းလောက်ပဲပြန်လေသတ်မှတ်ပေးတာမျိုးတွေလုပ်ပေးပြီးတော့မှတရုတ်ကိုအဖက်ဖက်ကပိတ်ထားနိုင်ဖို့စူးစမ်းနေတာပါထရန့်ကဒီနိုင်ငံတွေစီကနေဘလို့သဘောတူညီချက်မျိုး ပြန်ယူတယ်လဲဆိုတာကတော့ရှင်းပါတယ်ဒီနိုင်ငံတွေကိုအရင်လိုမျိုးတရုတ်ကဂျာခန်လမ်းကြောင်းအဖြစ်အသုံးချလာမှာကိုတာစီပေးဖို့ပဲဖြစ်ပါတယ်ဒီလိုတောင်းဆိုမှုမျိုးကလည်းကြိုးကြောင်းစီလျော်တဲ့အတွက်အခုချိန်မှာနိုင်ငံတော်တော်များများထရိုင်းရဲ့တောင်းဆိုချက်ကိုလက်ခံပေးနေကြပါတယ်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ World Trade Organization ရဲ့ဒီသတ်မှတ်ချက်တွေအရလဲဂျာခန်နိုင်ငံတနိုင်ငံကိုတဆင့်ခံပြီးတော့မှသက်ဆိုင်ရာနိုင်ငံရဲ့အခွန်သတ်မှတ်ချက်တွေကိုရှောင်ဖို့စူးစမ်းတာမျိုးကွန်ပျူတာတွေရဲ့မူလအရင်အမြင့်မူလတင်ဖို့ကို တိတိကျကျမဖော်ပြတာမျိုးပြောင်းလဲပြစ်တာမျိုးတွေဟာတရားမဝင်ပါဘူး။ဒါတက်ဆိုင်ရနိုင်ငံရဲ့အာဏာပိုင်တွေကိုလိန်လေဖို့စ조사တာဖြစ်တယ်လို့ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့သတ်မှတ်ချက်တွေမှာဖော်ပြထားပါတယ်။ဒီလိုသတ်မှတ်ချက်မျိုးရှိနေတာတော့မှတရုတ်ကမတိနားမလေလို့ပြီးတော့မှဒီလိုနီးလဲမျိုးကိုကျင့်သုံးနေတော့ထရန့်ကလည်းအဖက်ဖက်ကနေလိုက်ပိတ်ခဲ့တာဖြစ်ပါတယ်။အခုတော့အရင်လိုနီးလဲမျိုးကိုအသုံးပြုရခက်ခဲလာခဲ့လေတော့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတိုင်းကိုလုံရဲနဲ့ထိုက်တဲ့အကျိုးတက်ရောက်မှုကို ြန်လေခံစားရမယ်ဆိုပြီးတော့မှတရုတ်ကပေါ်ပေါ်တင်တင်ပဲဆင်းရှောက်လာခဲ့တာပါဒါပေမဲ့လည်းကျွန်တော်အမြင်မှာတော့အခုချိန်မှာနိုင်ငံတော်တော်များများဟာတရုတ်ကိုကြောက်နေကြတော့မယ်လို့မထင်ပါဘူးဒါကြောင့်ဒီတစ်ချိန်တရုတ်ရဲ့ဆင်းရှောက်မှုဟာတိတ်ကြီးအလုပ်ဖြစ်မယ်လို့မထင်ပါဘူးပြောရရင် CCP အနေနဲ့ဒီလိုကြီးညာချက်ထုတ်ပြန်လိုက်တာဟာနောက်ထပ်ရှင်လန်းမှာတရက်ကိုရှောက်နှင်းနေတာပဲဖြစ်ပါတယ်သူတို့ရဲ့အဓိကစီးပွားရေးမိဖက်နိုင်ငံတွေဟာအမေရိကန်နဲ့တေချာပေါက်ပူးပေါင်းဆောင်ရွက်တော်တော်မယ်လို့မဖြစ်မနေဒီလက်ခံရတော့မယ့်အချိန်ရောက်နေလို့ပဲ ထားပြီးတော့မှဆင်းရှောက်လာခဲ့တာပါငကိုကလေးကမှကမ္ဘာနိုင်ငံတော်တော်များများဟာဈေးကွက်တွေမှာတရုတ်ရဲ့အနိုင်ကျင့်ဗိုလ်ချုပ်မှုတွေကိုဆင်းကျင်လို့နေတော့အခုချိန်မှာတရုတ်ရဲ့ဆင်းရှောက်မှုဟာဒီလိုနိုင်ငံတွေကိုအမေရိကန်နဲ့တောင်မှပုံမနှိဆက်တော့စေနိုင်ပါတယ်ဒီလိုနဲ့ပဲကမ္ဘာနိုင်ငံတိုင်းရဲ့ရန်သူဟာတရုတ်ပဲဖြစ်လာပါတော့တယ်အခုချိန်မှာဒီတရုတ်ရန်ကိုကောက်ွေးနိုင်ဖို့အတွက်အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်တာကမှသာအကောင်းဆုံးအကောက်ွေးဖြစ်တယ်လို့နိုင်ငံတော်တော်များများကတွေးနေကြတဲ့အတွက်တရုတ်ရဲ့ဆင်းရှောက်မှုဟာ လေထဲမှာတည်းပဲပျောက်ပြေးပြီးတော့မှလက်တွေ့မှာအကျိုးသက်ရောက်နိုင်ဖို့ခက်ခဲမှာပါတရုတ်အနေနဲ့လုံးဝထိန်းချုပ်နိုင်ဖို့ခက်ခဲတဲ့အနေအထားကိုရောက်တော့ပြီလို့တော့ကျွန်တော်မထင်ပေမဲ့အခုချိန်မှာဒီပြန်လေအဖက်ဆင်နိုင်ဖို့အတွက်ရှိသမျှကက်တိုင်းကို ထုတ်ကစားနေရတဲ့အချိန်မျိုးကိုရောက်နေတယ်လို့တော့ပြောနိုင်ပါတယ်တရုတ်ပြည်ထဲမှာရှိနေတဲ့ဒီ iPhone ထုတ်လုပ်ရေးတွေဒါမှမဟုတ် Elon Musk ရဲ့ဒီလျှက်စစ်ကားထုတ်လုပ်ရေးနဲ့အခြား American ပြည်ညာကုမ္ပဏီတွေကိုပိတ်ပစ်ပြီးတော့မှ American ကိုလက်တုံးပြန်မလာလို့တွေးစရာရှိနေပေမဲ့ ဒီစီးပွားရေးအဖွဲ့အစည်းတွေဟာတရုတ်စီးပွားရေးအတွက်အရေးပါတဲ့အခက်အခဲများမှာရှိနေတဲ့အတွက်လုံးလို့ရမှာမဟုတ်ပါဘူး။ပြီးတော့မှအခုချိန်မှာကတရုတ်ပြည်ရဲ့ပြည်တွင်းစီးပွားရေးဟာအရင်ကပဲအထည်နာနေတာလည်းဖြစ်ပါတယ်။အမေရိကန်ကတွန်းကုန်ခွန်တိုးမြှင့်မှုတွေလုပ်ခဲ့ပြီးတဲ့နောက်မှာတရုတ်ပြည်တွင်းကအသေးစားနဲ့အလဲအစားစီးပွားရေးလုပ်ငန်းတွေစက်ရုံအလုံးယုံတွေအတော်ကြီးကိုအထည်နာခဲ့ပြီးတော့မှပိတ်သိမ်းလိုက်ရတဲ့အဆင့်ကိုတော့မှရောက်တော့ပါတယ်။အကျိုးဆက်အနေနဲ့တရုတ်အလုပ်သမားတော်တော်များများအလုပ်လက်မဲ့တွေဖြစ်ကုန်ပါတယ်။ တန်ပေါင်းများစွာသောအလုပ်သမားတွေဟာအလုပ်မရှိဘဲအိမ်မှာပဲထိုင်စားရတဲ့အဖြစ်ကိုရောက်သွားကြတာပါလွန်ခဲ့တဲ့နှစ်ပေါင်း40လောက်ကတည်းကသူတို့ရဲ့မိဘဆွေမျိုးဆန်ဆက်ဟာမျိုးကိုအလုပ်တက်လုပ်ပြီးတော့မှစက်ယုံအလုပ်ယုံအလုပ်သမားတွေအဖြစ်အရှိကြားကမှအခုချိန်မှဒီအလုပ်လက်မေးဖြစ်ပြီးတော့မှဝင်ငွေမရှိတော့တဲ့ဘဝဟာအတော်ကြီးကိုခက်ခဲစေမှာဖြစ်ပါတယ်ဆိုတော့ဒီပြည်တွင်းမှာအလုပ်လက်မေးလူဦးရေအစမတန်တွတ်တက်လာတဲ့အဆက်တစ်ဆက်တီးကားတဲ့ CCP အတွက်တော်တော်ကောင်းခဲစရာဖြစ်နေပြီးတော့မှဒီအတွင်းပိုင်းပြဿနာကိုသာအရှိန်မဖြေရှင်းနိုင်ဘူးဆိုရင် တရုတ်ပြည်တွင်စီးပွားရေးကြတိမှုကအဆိုးရွားဆုံးအဆင့်ကိုတောင်မှရောက်သွားနိုင်ပါတယ်။ဒီအဆင့်တွေကိုကြည့်လိုက်ရင်တရုတ်ဟာစင်စာချက်တွေထုတ်ပြီးတော့မှချိန်ချောင်းနေတာထက်ဆိုင်ရင်အပြုသဘောဆောင်ပြီးတော့မှလက်တွေ့ကြမယ်နီလန်တခုကိုစတဲ့အကောင်တွေဖော်တင်တဲ့အဆင့်ရောက်ပြီးတော့ပဲကျွန်တော်ကတော့မြင်ပါတယ်။အခုချိန်မှာတော့ CCP ရဲ့လှုပ်ချက်နဲ့ရှင်းလန်းတွေဟာတရုတ်ပြည်သူတွေနဲ့တရုတ်စီးပွားရေးကိုပဲပို့ပြီးတော့မှထိခိုက်နေတာပါ။ပြီးတော့မှဒီကမ္ဘာပထဝီနိုင်ငံရဲ့အခင်ကျင်းမှာဆိုရင်လည်းအရေးစကားအတိုင်းပြောရလို့ရှိရင်တရုတ်ဟာအာလုံရဲ့အရှင်ဖက်ဘဝကိုရောက်သွားနိုင်ပါတယ်။ ဒါကြောင့်မဲ့အခုချိန်မှာနိုင်ငံတော်တော်များများဟာအမေရိကန်နဲ့ပဲလိုလိုလာလာကိုပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒါဟာတရုတ်အတွက်တော့အနာဂတ်မှာပါရေရှည်ထိခိုက်သွားနိုင်တဲ့ကိစ္စကြီးတစ်ရပ်ဖြစ်လာနိုင်ပြီးတော့မှကမ္ဘာ့ကုန်သွယ်ရေးစနစ်ထိမှာပုံမှန်အတိုင်းလေပတ်ဖို့တော့မှခက်ခဲသွားနိုင်ပါတယ်။လက်ရှိချိန်မှာသူတို့ကိုသူတို့တော့ခေါင်းအေးအေးထားပြီးအကွဲကောင်းကောင်းရွှေ့နေတယ်လို့ထင်နေရပေမဲ့လို့လက်တွေ့မှာတော့ဒီအခြားနိုင်ငံတွေကိုအရင်လိုမျိုးအနိုင်ကျင့်ဖို့ကြားရှိချောက်မှုနဲ့ PR ပေးနိုင်ဖို့ခက်ခဲတဲ့အရှင်တွေကိုရောက်နေတာဖြစ်ပါတယ်။ အခုချိန်မှာဘလိုနိုင်ငံမျိုးကမှတရုတ်အပေါ်ကိုအယုံကြည်မရှိကြတော့တာပါလွန်ခဲ့တဲ့ရက်သက်သက်ပတ်လောက်ကတည်းကအမေရိကန်ကတရုတ်တင်ယုံဟာမော်စီတုံးနဲ့ရှီကျင်းဖျင်တို့ရဲ့ဗီဒီယိုတွေကိုတင်ပြီးတော့မှတရုတ်ကသမိုင်းတခြားမှာဗီနိုင်ငံကိုမှအနိုင်ကျင့်ဖို့ကြတာမျိုးမလုပ်ခဲ့ဘူးကြောင်းပြောခဲ့သေးတာပါအခုတော့ဒီလိုပြောပြီးတပတ်လောက်အကြာမှနေမယ်ကမ္ဘာပေါ်ကနိုင်ငံတိုင်းကိုတရားဝင်စာထုတ်ပြီးတော့ကိုတရုတ်ကဆင်းရှောက်ပြီးအပြေးလာခဲ့တာဖြစ်ပါတယ်တရုတ်သမရရှီကျင်းဖျင်ကိုယ်တိုင်ကလည်းဒီလတွေမှာ BNL ကမ္ဘောဒီးယားနဲ့မလေးရှားတို့လိုဒီအခြေတော်အစားနိုင်ငံတွေစီကိုခကြီးထွက်ခဲ့ပါသေးတယ် ဒီအကြောင်းကိုကျွန်တော်အရင်ဗီဒီယိုတွေတုန်းကလည်းပြောခဲ့ပြတာမိတ်ဆွေတို့မှတ်မိကြမယ်ထင်ပါတယ်။ဘိုရင်းလီယန်ကြီးကိုစီလိုအရှိတောင်အရှာကိုရှီကျင်းပြန်ထွက်ခဲ့တဲ့ခကြီးဟာတရုတ်ကဒီအရှာတော်ဗေနိုင်ငံကိုမှအနိုင်ချင်းပူကြတာမျိုးမလုပ်ဘူးလို့ကဘာကြီးကိုမက်ဆေ့ပေးချင်တာလည်းပါပါတယ်။အားလုံးအတွက်တာတူညီမျှပြီးတော့မှနှစ်ဖက်အကျိုးအမြတ်ရှိမဲ့သဘောတူညီမှုစီးပွားရေးလက်တွဲမှုတွေကိုပဲတရုတ်ကလှုပ်ရှင်တယ်ဆိုတဲ့သဘောမျိုးပါ။ဒါပေမဲ့ဒီခကြီးစင်မှာသက်ဆိုင်ရာနိုင်ငံတွေနဲ့သဘောတူညီမှုစာချုပ်တွေရှုပ်ဆိုခဲ့တာတော့မှာပဲ။ ရှီကျင်းပြင်လူကျင်တဲ့ပုံစံအတိုင်းတော့ဖြစ်မလာခဲ့ပါဘူးပြောရင်ရှီကျင်းပြင်ရှုပ်ဆိုခဲ့တဲ့သဘောတူညီမှုစာချုပ်တွေဟာနှစ်ဖက်စလုံးကျင်တယ်လို့ဖြစ်လာခဲ့တာလားဒါမှမဟုတ်ဒီတရုတ်ကအတင်းအကျပ်ဖိအားပေးလို့အနိုင်ကျင့်ဘူကြလို့သက်ဆိုင်ရာနိုင်ငံတွေကလက်ခံလိုက်ရတာလားဆိုတာကိုတော့မှတန်တရားဝင်စရာကောင်းနေပါသေးတယ်။ဘာကြောင့်လဲဆိုတော့ BNN ကိုပဲကြည်ပါ။ရှီကျင်းပြင်လာတော့လို့သဘောတူညီမှုစာချုပ်အရှုပ်ရှုပ်ဆိုခဲ့အပြီးမချခင်ပါပဲ။ American စီကနေ F-16 Jet Fighter 20 Shaw Sin DD ကိုဝယ်ယူအားပေးခဲ့ပါတယ်။ ရှီကျင်းပြည်လာရောက်ပြီးတိတ်မကြသေးတဲ့ကာလအတွင်းမှာတော့မှ BNN နဲ့ American ကြားသမိုင်းတစ်လျှောက်အကြီးမားဆုံးစီးလက်နက်ပစ္စည်းဝယ်ယူမှုသဘောတူညီမှုစာချုပ်ဖြစ်လာခဲ့တာဟာအတော်လေးကိုအံ့အားသင့်စရာလေးကောင်းပါတယ်။ခရီးစဉ်အတွင်းမှာရှီကျင်းပြည်အနေနဲ့ BNN ခေါင်းဆောင်ပိုင်းကိုဘာတွေများချိန်ချောက်ခေလို့လဲဆိုပြီးတော့တော့မှတွေးစရာတွေဖြစ်လာပါတယ်။ဒီသဘောတူညီမှုစာချုပ်ကိုကြည့်ချင်းအပြင် BNN နဲ့ American ကြားမှာလည်းဆက်ဆံရေးခေါင်းတွေအတော်အသင့်တည်ဆောက်ထားပြီးပြီဆိုတာကိုလည်းမြင်သာနိုင်ပါတယ်။ရှီကျင်းပြည်ဟာဒီအရှေ့တောင်အာရှခရီးစဉ်မတိုင်မီမှာ တရုတ်လေကြောင်းလိုင်းတွေကို American ထုတ် Boring Jellyan တွေမဝေတော့ဖို့တားမြစ်ခဲ့ပါသေးတယ်။သူကိုယ်တိုင်က Boring Jellyan ကြီးကိုပဲစီးနေပေမဲ့လည်းတရုတ်လေကြောင်းလိုင်းတွေကိုတော့ American ထုတ်ကိုအာမပေးနဲ့ဆိုပြီးတော့မှပိတ်ပင်လိုက်တာဖြစ်ပါတယ်။အရှိတောင်အရှာခကြီးစင်အပြီးမှာတော့လူကျင်တဲ့ရလဲတွေမရခဲ့လို့ထင်ပါတယ်။ရှိချင်းမြဟာဒီရှားမဲ့ပြီးသားအမိန်ကိုပဲဒီထက်ဆောင်တင်းကျပ်မှုတွေလုပ်ခဲ့တဲ့အတွက်တရုတ်လေကြောင်းလိုင်းအရှို့ကိုရောက်နှင်းနေပြီးသား Boring Jellyan အပြစ်ဆက်ဆက်တွေတော့မှ American စီကိုပြန်လေရောက်ရှိလာခဲ့ပါတော့တယ်။ တရုတ်လီချောင်းလိုက်တစ်ခုဖြစ်တဲ့ရှာမဲလီချောင်းလိုက်ကဝေယူထားခဲ့တဲ့ဘိုရင်ဂျက်လီယန်တွေဟာတရုတ်ကိုရောက်ပြီးရက်ပိုင်းအတွင်းမှာပဲအမေရိကန်ကိုပြန်ရောက်လာခဲ့တဲ့အတွက်နိုင်ငံတကာသတင်းဌာနတွေမှာအတော်လေးကိုလှုပ်လှုပ်ခက်ခက်ဖြစ်တော့ခဲ့ပါတယ်။ဒါအမေရိကန်ရဲ့သွင်းကုန်ခွန်တွေတိုးမြင့်လိုက်မှုကြောင့်လီချောင်းလိုက်တွေပါအတက်အကျတွေဖြစ်လာခဲ့တဲ့အတွက်ဝေယူထားပြီးသားလီယန်တွေကိုတော့မှပြန်ပို့လိုက်တာဖြစ်တယ်လို့တော့သတင်းအစိုးရကဖော်ပြထားပါတယ်။ချီချင်းပြန်ရှိကြည့်ရဲ့ခကြီးတော်ခဲ့တဲ့မလေးရှားနိုင်ငံဟာဆိုရင်လေဒီရက်ပိုင်းအတွင်းမှာတည်းဒီဘိုရင်ဂျက်လီယန်တွေကိုတိုးမြင့်ဝေယူဖို့လုပ်နေတဲ့အတွက် ရှီချင်းပြည်ရဲ့ရှေ့တောင်အစားခရီးစဉ်ဟာမှန်ကန်တဲ့နှစ်ထွက်တော့မကတ်ခဲ့ပါဘူး။ခရီးစဉ်အတွင်းမှာမလေးရှားကိုလည်းဖိအားပေးတယ်၊ BNN ကိုလည်းဖိအားပေးတယ်ဆိုပေမဲ့လို့ဒီနိုင်ငံတွေဟာအရင်ကလိုမျိုးဒီတရုတ်ရဲ့အရေးအဝါသားအောက်မှာပဲရှိနေတော့ပဲ။အမေရိကန်နဲ့လက်တွေ့ပူးပေါင်းမှုတွေလှုပ်လာခဲ့တာကိုကြည်ရှင်းအဖြစ်ကမ္ဘာပတ္တဝီနိုင်ငံရဲ့အခင်အကျင်းမှာရှီချင်းပြည်ရဲ့ပုံရိပ်ဘလောက်ကြဆင်းနေပြီလဲဆိုတာကိုလည်းတွက်ဆလို့ရပါတယ်။ရုပ်စော့အဆုံးဒီအိန္ဒိယလိုနိုင်ငံမျိုးတော်မှပဲဒီဖက်နေပိုင်းတွေအတွင်းမှာအမေရိကန်နဲ့ဆက်ဆင်ရေးကောင်းတဲ့ပုံမှုတိဆောက်လာနိုင်ခဲ့တယ်လို့ ပစိဘိသမုဒ္ဒရာအတွင်းမှာတရုတ်ကိုတင်ပြန်ဖိအားပေးမှုတွေလုပ်နေတာတွေကလည်းတရုတ်အတွက်တော့တော်တော်လေးကိုစိုးရင်စရာကောင်းပါတယ်။ဆိုတော့ CCP အတွင်းမှာလည်းလုံသမျှအရာမထင်ဖြစ်နေတဲ့ရှီချင်းဖြင့်ကိုအယုံအကြည်ကင်းမေးလာပြီးတော့မှမေကွန်ထုတ်လာကြတဲ့စန်းကျင်ရေးသမားတွေပေါ်လာတာလည်းသိတော့မထူးဆန်းပါဘူး။ရှီချင်းပြန်ဥဆောင်တဲ့ CCP ကြောင့်သာတရုတ်ပြည်ရဲ့စီးပွားရေးပုံမှုဆိုးရွားလာတာဖြစ်တယ်လို့လည်းမြင်နေကြသူတွေအများကြီးရှိနေပြီဖြစ်ပါတယ်။တရုတ်ရဲ့စီးပွားရေးကိုတစ်ချက်ကြီးကြီးလိုက်မယ်ဆိုရင်တော့ American ရဲ့အတွင်းကုန်30ရာခိုင်နှုန်းလောက်ဟာ ဒီဟုတ်စီကနေတိုက်ရိုက်တာပါမဟုတ်တဆင်းခံလာတာရှိပဲဖြစ်တဲ့အတွက်ဒီဟုတ်အနေနဲ့ American ဈေးကွက်အပေါ်မှာအတော်လေးကိုမိခိုးထားရတယ်ဆိုတာညှင်းစရာမရှိပါဘူး American ဈေးကွက်ကုန်ပစ္စည်းတွေဒီလိုတင်ပို့ရောင်းချနေနိုင်တာကြောင့်ပဲဒီဟုတ်စီဘော်ရေးကရှောင်းနေတွတ်တက်နေတာဖြစ်ပြီးတော့မှပြည်တွင်းကစီဘော်ရေးလုပ်ငန်းတွေလည်းဝင်ငွေကောင်းပါတယ်ဝန်ထမ်းတွေကိုလာစားကောင်းကောင်းပေးထားနိုင်တယ်ပြီးရင်ဒီအကျိုးဆက်အနေနဲ့ဒီဟုတ်ပြည်တွင်းမှာလည်းဝေလိုအအတော်အသင့်ကောင်းမွန်တဲ့ဈေးကွက်တစ်ခုကိုတည်ဆောက်ထားနိုင်ပြီးတော့မှအသေးစားနဲ့အလက်စားစီဘော်ရေးလုပ်ငန်းစက်ရုံအလုပ်ရုံတွေလည်း ဒီဈေးကွက်တွေမှာကောင်းကောင်းကြည့်ကိုလေပတ်နိုင်ကြပါတယ်ဒီလိုနည်းနဲ့ပဲတရုတ်ဟာဒီရှောင်းလေးကောင်းမွန်တဲ့စီးပွားရေးအသက်ဝန်တစ်ခုကိုထိဆောက်ထားနိုင်ပြီးတော့မှတရုတ်အစိုးရအနေနဲ့လည်းဒီနှစ်ပိုင်းတွေထဲမှာပြည်သူတွေစီကားနေအခွန်ဘဏ္ဍာတွေများစွာရရှိခဲ့တာပါအခုတော့အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲမှာတပံမကအရင်နှိမ့်လာပြီးတော့မှစီးပွားရေးညှို့ကိန်းတွေအဖက်ဖက်ကအနှုတ်ပြလာခဲ့ခြင်းမှာ CCP ဟာတရုတ်ပြည်သူတွေကိုတော့မှအမှန်အတိုင်းမပြောရတော့ပဲတရုတ်ပြည်ဟာဘလောက်အထိစီးပွားရေးကောင်းမွန်နေတယ်လဲဘလောက်အထိတည်ငြိမ်နေတယ်လဲဆိုတာကို လိန်ညာဝါဒဖြန့်မှုမျိုးတွေကိုတော့မှလှုပ်လာခဲ့ရပါတယ်။ CCP ရဲ့ဒီလာပိုင်းကြေညာချက်တွေကိုတစ်ချက်ကြည့်လိုက်မယ်ဆိုရင်ပဲအာအတင်းစရာတွေအများကြီးရှိနေပါတယ်။ CCP ဟာတွန်းကုန်ခွန်မြင့်တင်ခံရတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ကြားတွေကနေပဲတရုတ်စစ်ပွဲရေးကိုအရင်ကထက်ငားရာခိုင်နှုန်းလောက်ပုံမှန်မြင့်မားလာအောင်ပြင်မှတ်ထားကြိုးပမ်းခဲ့ပြီးတကယ်လည်းပြင်မှတ်ကိုထိခဲ့တယ်လို့ဆိုပါတယ်။လုံးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာတရုတ်စစ်ပွဲရေးဟာငါရသမားလေးရခိုင်နှုန်းလောက်အထိကိုမြင့်တက်လာခဲ့ပြီးတော့မှမျောမင်းထားတာထက်တော့မှအများကြီးအရှင်းအနေပိုကောင်းခဲ့တယ်လို့ CCP ကပြောခဲ့တာဖြစ်ပါတယ် ါပေမဲ့လည်း share rate တွေကိုတိုက်ကြည့်ရင်တော့လွှင့်နေတာတွေတော်တော်များများရှိနေတာပါတရုတ်ရဲ့ GDP ဟာ9ဒသမ၄ရာခိုင်နှုန်းလောက်မြင့်မားလာခဲ့ပြီးတော့မှညှော်မဲထားတာထက်ကိုကျော်လွန်ခဲ့တယ်လို့ CCP ကပြောခဲ့အပြီးရပိုင်းအကြမ်းနိုင်မယ်တရုတ်ရဲ့အခွန်ကောက်ခံရရှိမှုဟာ3ဒသမ၄ရာခိုင်နှုန်းလောက်ကျဆင်းတော့ခဲ့တယ်လို့ CCP ကလည်းပြောပြပါတယ်အစိုးရတခုတွေကပဲနိုင်ငံဟာစီးပွားရေးကောင်းလိုက် အခွန်ကောက်ခံရရှိမှု နေလိုက်နေပြောနေတာဖြစ်ပါတယ်တကယ်လားစီးပွားရေးကောင်းမွန်နေရင်ပြည်သူတွေစီကဒီအခွန်ကောက်ခံရမှုကလည်း ရောင်းနေသွားစရာအကြောင်းမရှိပါဘူး။အခွန်ကောက်ခွင့်မှုပြဿနာတော့မှ CCP အနေနဲ့ကြီးကြီးမားမားရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီပြဿနာကိုဖုံးထားခြင်းတဲ့အတွက်တစ်ဖက်မှာတော့စီးပွားရေးညှို့ငွိနေကောင်းမွန်နေပါတယ်ဆိုပြီးတော့မှတရုတ်ပြည်သူတွေကိုလိန်ညာလှေးစားနေရတာဖြစ်ပါတယ်။တကယ်တော့ကျွန်တော်ပြောတဲ့အတိုင်းပဲစီးပွားရေးသာကောင်းနေမယ်ဆိုရင်အခွန်ရရှိမှုကလည်းတိုးလာရမှာပါ။လက်တွေ့မှာတော့ဒီ CCP ရဲ့လုပ်ရက်တွေဟာအပြောတခြားလက်တွေ့တခြားဖြစ်နေတာဖြစ်ပါတယ်။သူတို့ရဲ့ကိန်းဂဏန်းတွေပြဿနာတွေကိုတရုတ်ပြည်သူတွေသာမကားပဲလေ ကမ္ဘာလုံးကစောင့်ကြည့်နေမယ်ဆိုတာသိထားတဲ့အတွက်ဒီလိုကိန်းကိန်းတွေကိုလှေစားပြီးထုတ်ပြန်ချက်တွေထုတ်နေရတာလည်းဖြစ်ပါတယ်။အရှင်းအမှန်တွေကိုတရုတ်ပြည်သူတွေသာအမှန်အတိုင်းတည်သွားမယ်ဆိုရင်အားလုံးကသူတို့ထင်ရခက်တဲ့အရှင်းတွေထိရောက်သွားနိုင်တာကလည်းအမှန်ပါ။အမှန်တိုင်းပြောရလို့ရှိရင်ဒီတစ်ခါကွန်တိုရေးစစ်ပွင့်မှာတရုတ်ဘက်ကအသာစီးရနိုင်တဲ့အရှင်းတွေရေလို့မရှိတော့ပါဘူး။တရုတ်ကဂျင်းနန်နဲ့တဘာဝဒန်ကွက်အတွက်အခြားနိုင်ငံတွေအပေါ်မှာမိကိုအားထားနေရတာဖြစ်ပြီးတော့မှပုတ်ကွန်အတွက်တော့အမေရိကန်ဈေးကွက်ကိုအားထားနေရတာဖြစ်ပါတယ်။ကိုဘက်ကအားနေနေတဲ့ဒီလိုအရှင်းမျိုးမှသာ ခေါင်းမာမာနဲ့ပဲလက်တုံးပြင်မှုတွေလုံးနေမယ်ဆိုရင်တော့တရုတ်အနေနဲ့ပို့ပြီးတော့တော့မှထိခိုက်မှုကြီးမားသွားနိုင်ပါတယ်။ဒါကြောင့်တရုတ်အနေနဲ့ဒီပွဲမှာဝင်စားကစားနေရတဲ့ကိုအတွက်အားသာချက်ပြန်ရနိုင်မယ်ကဲမျိုးကလက်ထက်မှာသိမရှိတော့ပါဘူး။ကမ္ဘာ့ငွေကြေးဈေးကွက်ကိုကြည့်လိုက်မယ်ဆိုရင်လည်းအမေရိကန်ကုမ္ပဏီတွေရဲ့ဈေးကွက်တင်ဖို့ဟာတရုတ်ကုမ္ပဏီတွေထက်အစားပေါင်းများစွာတာလွန်နေပြီဖြစ်ပါတယ်။အမေရိကန်နဲ့မခတ်ပါဘူးဂျပန်တောင်ကိုရီးယားတို့လိုနိုင်ငံတွေတောင်မှတရုတ်စီးပွားရေးဈေးကွက်အတွင်းမှာတရုတ်ရဲ့အခက်ကိုအခွင့်ကောင်းယူပြီးတော့မှအားသာချက်တွေတော်တော်များများရထားနေကြပြီဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိချိန်မှာတရုတ်အတွက်အကောင်ဆုံးပြန်လာနိုင်မယ့်မဟာဗျူဟာမျိုးတော့မှတိတိကျကျရှိမနေတော့ဘူးလို့ကြွန့်ကျင်သူတွေကသုံးသပ်နေကြတာဖြစ်ပါတယ်။တရုတ်ကတော့ဒီကွန်တွေရဲ့စစ်ပွဲမှာသူတို့အနေနဲ့လုံးဝလက်လျှော့အရှုံးပေးတော့မှာမဟုတ်ပဲအဆုံးအထိဆက်တော့မယ်လို့စိန်ခေါ်ထားပါတယ်။ဒါပေမဲ့လည်းလက်တွေ့မှာတော့တရုတ်စစ်ပွဲရဲ့လုပ်ငန်းတွေနဲ့ဒီတရုတ်ပြည်သူတွေဟာ CCP ရဲ့မဟာဗျူဟာရွေးချယ်မှုအမှရှင်းလန်းအမှားတွေကြောင့်လေပင်နင်းနေကြပြီးတရုတ်သမ္မတရှီဂျင်ပင်ကိုလည်းအယုံကြည်ကြဆင်းလာခဲ့ပြီဖြစ်ပါတယ်။သူတို့ပြောထားတဲ့အတိုင်းအဆုံးအထိသာဆက်တော့မယ်ဆိုရင် ဇက်သိန်းကဲမှာအကြီးအကျယ်အထင်းနာမှာကတရုတ်ပဲဖြစ်ဖို့မြတ်ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲခင်ဗျာ။ဒီဗီဒီယိုကနေကျွန်တော်မိတ်ဆွေတွေဘုသူတော်တွေရရှိတော်လိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်လို့ဒီမှာလည်းခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေဦးမှာမဟုတ်ဆောင်မြေကြည့်ကြပါဦးခင်ဗျာ။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ။အကောင်ဆုံးအသက်သာဆုံးအမြတ်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစေ။လူကြီးမင်းတို့ရဲ့ great အမှတ်စဉ်အောက်လမ်းမှဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြတ်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်09 ့399 668 912 695နဲ့399 905 653 6 6တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်။